အရှင်ဖုရားမြတ်စွာဘုရားကအရက်တော်ဗဏ္ဍတောင်ရှိပါတလေအတိအကျတိကျင်လို့ပါဖုရားတဲ့အစတုန်းကတော့ကျန်းကန်ရဲ့အဆိုနဲ့ဆရာတော်ကြီးတွေရဲ့သုံးသက်ချက်နှစ်ခုပေါင်းပြီးတော့မြတ်စွာဘုရားဤအရက်တော်ပမာဏကိုဖြေမလို့ပါနော်အဲသူကအတိအကျဆိုတဲ့စကားလေးပါလာတဲ့အတွက်ကြောင့်ကျန်းကန်ရဲ့အဆိုနဲ့ပဲဖြေလိုက်ပါမယ်ဘုဒ္ဓဝင်မှာမြတ်စွာဘုရားဤအရက်တော်ကိုတောလပဟထုတ်ဗေဒလို့ဆိုပါတယ် တောလသဟထုတ်ဗေဒကိုပုတ်ခွဲရင်တောလသကတပုတ်ဟထကတပုတ်ဥပ္ပေဒကတပုတ်ဖြစ်ပါတယ်တောလသဆိုတာ16ဟထဆိုတာအတောင်ဥပ္ပေဒဆိုတာကအမြင့်မြတ်စွာဘုရားဤအရတော်သည်16တောင်အမြင့်ရှိတယ်လို့ဆိုပါတယ်ဒါကြောင့်ကျမ်းစာရဲ့အဆိုအရအတိအကျပြောရမယ်ဆိုရင်တော့မြတ်စွာဘုရားဤအရတော်သည်16တောင်အမြင့်ရှိတယ်လို့ပဲပြောရမှာဖြစ်ပါတယ်နော်အရှင်ဘုရားလိန်တူချစ်ကြိုက်လို့ရပါသလား အရှင်ဖေယအကုသို့ရပါသလားမသိလို့ပါဖေယတဲ့အင်္ဂုတ္တရနိကေတိကနိပတ်ဒုတိယပဏာတကယမနဝတ်ပလောကတုံမှာဝိသမလောဘအာဓမရာဂမိစ္ဆာဓမ္မဆိုတဲ့ဣတရား၃ပါးပေါ်ပေါက်လာပြီဆိုရင်ယာတိဥတုတွေဖောက်လဲဖောက်ပြန်ဖြစ်ပြီးအငတ်ဘေးတွေဆိုက်၍တတဝါတွေတည်ကြည်ပျက်စီးကြလိမ့်မယ်လို့မြတ်စွာဘုရားကဟောကြားထားပါတယ်အဲ့ဒီအထဲမှာကြည့်လိုက်ပါမိစ္ဆာဓမ္မဆိုတာပါပါတယ် မိစ္ဆာဓမ္မကိုပါဋိကဝက္ခအထက္ခာမှာယောက်ျားယောက်ျားချင်းမိမမိမချင်းလိမ့်တူချစ်ကြိုက်မှုလို့အဓိပ္ပာယ်ဖွင့်ပါတယ်မိစ္ဆာဓမ္မဆိုတဲ့ပုဂ္ဂိုလ်ကြည့်လိုက်ပါမိစ္ဆာနဲ့ဓမ္မနှစ်ခုပေါင်းဆက်ထားပါတယ်မိစ္ဆာတရာသည်မိစ္ဆာမှုသာပြရန်ဆိုတဲ့အတိုင်းမမှန်ကန်ခြင်း၊ချွေရင်ခြင်း၊ဖောက်ပြန်ခြင်းဆိုတဲ့အနက်ကိုဟောပါတယ်။ဓမ္မတရာသည်သဘာဝအနက်ကိုဟောပါတယ်။မိစ္ဆာဓမ္မပေါင်းလိုက်တဲ့အခါမှာ မမှန်ကန်ခြင်းချုပ်ရင်းခြင်းဖောက်ပြန်ခြင်းသဘောတရားလို့အဓိပ္ပာယ်ရပါတယ်ယောက်ျားယောက်ျားချင်းမိန်းမမိန်းမချင်းလိင်တူချစ်ကြိုက်ခြင်းဟာသဘာဝသဘောတရားအရာမဟုတ်ပဲမှားယွင်းစွာဖောက်ပြန်မှုဖြစ်တဲ့အတွက်ကြောင့်ယောက်ျားယောက်ျားချင်းမိန်းမမိန်းမချင်းလိင်တူချစ်ကြိုက်မှုဟာအကုသို့ပဲဖြစ်စေပါတယ်ကုသို့မဖြစ်စေပါဘူးเนาะဒါကြောင့်လိင်တူချစ်ကြိုက်လို့လည်းမရတယ်လို့ဖះဟောကြံခံရကြည့်မယ်ဆိုရင်လည်းအကုသို့ဖြစ်ပါတယ်เนาะ ငါကိုယ်ပဲတာကိုတချို့ကတရဏဂုံပြတ်တယ်တချို့ကတရဏဂုံမပြတ်ဘူးလို့ပြောနေကြပါတယ်ဘယ်ဟာအမှန်လဲဖြေကြားပေးပါဆရာတော်တဲ့မတ်ပန်ရှင်ရဲ့မိခွန်းထဲမှာကိုယ်ပဲဆိုတဲ့စကားပါပါတယ်နော်ကိုယ်ပဲရင်တော့တရဏဂုံပြတ်ပါပြီဘာကြောင့်လဲဆိုရင်လောကမှာကိုယ်ပဲဆရာကဖျားတရားတန်ကယရနာ၃ပါးပဲဖြစ်ပါတယ်ကျန်တာတွေကကိုယ်ပဲဆရာမဟုတ်ပါဘူးနော်ကိုယ်ပဲဆရာမဟုတ်တာကို ိုးကွယ်စရာအမှတ်နဲ့ကိုးကွယ်စည်းကပ်မယ်ဆိုရင်တရဏဂုံပြတ်ပါတယ်ကိုးကွယ်တာမဟုတ်ဘဲနဲ့တာမန်ဒါနပြုတဲ့အနေနဲ့ပူဇော်ပတ္တာမျိုးကတော့တရဏဂုံမပြတ်ပါဘူးလုံလဲလုံကောင်းပါတယ်မြတ်စွာဘုရားကိုတော်တိုင်ကလည်းပဲတာမန်ဒါနပြုတဲ့အနေနဲ့ပူဇော်ပတ္တာမျိုးတွေလုံကောင်းကြောင်းဟောကြားထားတာရှိပါတယ်ဒီနေရာမှာပြောစရာရှိတာတစ်ခုကတချို့ကပူဇော်ပတ္တာနဲ့ကိုးကွယ်တာကိုမကွဲဘူးဖြစ်နေပါတယ် ကိုးကွယ်တဲ့အဆင့်ထိရောက်နေတာကိုပူဇော်ပါဒတယ်လို့ထင်နေကြပါတယ်။ဦးသိန်းရဲ့အတိတ်တယောက်ဆိုရင်နကိုးကွယ်ပါတယ်။သူကကိုးကွယ်တဲ့အဆင့်ရောက်နေတာကိုပူဇော်ပါဒတယ်လို့ပဲပြောနေပါတယ်။ဘာကြောင့်လဲဆိုရင်သူဟာဖះမရှိခိုးပါဘူး။ဘာကြောင့်ဖះမရှိခိုးတာလဲလို့စုံစမ်းကြည့်တဲ့အခါမှာသူကိုးကွယ်တဲ့နကဖះရှိခိုးရင်မကြိုက်ဘူးလို့ပြောပါတယ်။ဒါကြောင့်သူဟာနကကိုပူဇော်ပါဒတဲ့အဆင့်မဟုတ်ပါဘူး။ဖះထက်ကျော်လွန်ပြီးကိုးကွယ်တဲ့အဆင့်ဖြစ်နေပါပြီ။ အဲ့ဒီလိုကိုကိုွယ်တာမျိုးကတော့ပရဏဂုံပြတ်ပါတယ်နော်ဦးသိန်းကိုလူတွေကလည်းတိုက်ခိုက်တယ်ဖုန်ကြီးချင်းချင်းလည်းတိုက်ခိုက်တာပဲတခါကခြေခဲ့ဘူးတလို့ပေါ့လေနဲ့တိုက်လေလူအသားမထိတလို့ကိုဓမ္မနန်းချောင်းအတိုင်းလျှောက်ပါဖရားတဲ့ဦးသိန်းလည်းမြင်ပါတယ်နော်ဦးသိန်းကိုတိုက်ခိုက်ကြတယ်ဆိုတာကမနာလိုဝင်တို့ချင်းအိတ်သားမစ္စရိယစိတ်တွေကြောင့်တိုက်ခိုက်ကြတာပါဒီမနာလိုဝင်တို့ချင်းအိတ်သားမစ္စရိယစိတ်ဟာ လက်ခံရင်လက်ခံထားတဲ့လူကိုပူလောင်စေပါတယ်ဒုက္ခပေးပါတယ်ဦးစင်းကတာမန်ကြီးရွာလေးတရားမှာကြောင်းထိုင်နေတဲ့တာမင်ညခွန်ကြီးလေးတပါးပါမနာလိုဝင်တို့ချင်းအိတ်တမစ္စရိယစိတ်တွေထားပြီးတိုက်ခိုက်ရလောက်တဲ့အထိဦးစင်းကနာမည်ကြီးပြီးလက်လာဘပေါ်များနေတဲ့ဖုန်ကြီးတပါးမဟုတ်ပါဘူးနော်အဲ့ဒီအတွက်ဦးစင်းကိုအာယုံဆိုင်ပြီးမနာလိုဝင်တို့စိတ်တွေနဲ့တိုက်ခိုက်မနေပါနဲ့တခါတော့က ဆရာတော်တပါးကသူ့ရဲ့တပည့်တွေကိုဩဝါဒပေးတာကြားမှုပါတယ်ဘယ်လိုဩဝါဒပေးတယ်လဲဆိုရင်တပည့်တို့မင်းတို့မွေးကျင်တယ်ဆိုရင်ကြက်တွေဘဲတွေပဲမွေးกว่าမနာလိုဝင်တို့ချင်းအိတ်တမစ္စရိယစိတ်တွေမမွေးကြနဲ့ကြက်တွေဘဲတွေမွေးတာကအကုသို့ဖြစ်တယ်သို့တော့ကြက်သားဘဲသားစားရတယ်ကြက်ဥဘဲဥစားရတယ်မနာလိုဝင်တို့ချင်းအိတ်တမစ္စရိယစိတ်တွေမွေးတာကဘာမှမစားရတဲ့နဲ့အကုသို့ဖြစ်တာ ဒါကြောင့်အိတ်တမစ္စရိယစိတ်တွေမမွေးကြနဲ့မွေးကျင်တယ်ဆိုရင်တော့ကျက်တွေဘယ်တွေပဲမွေးပါလို့ဩဝါဒပေးပါတယ်အမတန်ထိမိတဲ့ဩဝါဒလေးပါနော်အဲ့ဒီတော့ဥစဉ်ကိုတိုက်ခိုက်တဲ့လူတွေကိုလည်းပြောကျင်ပါတယ်ဥစဉ်အပေါ်မှာမနာလိုဝင်တို့စိတ်တွေမမွေးပါနဲ့မနာလိုဝင်တို့စိတ်တွေမွေးလို့မွေးတဲ့တင်တို့အပေါ်မှာဘာကောင်းကျိုးမှမဖြစ်ပါဘူးနော်မနေနိုင်လို့မွေးကျင်တယ်ဆိုရင်ကျက်တွေဘယ်တွေပဲမွေးပါလို့ပြောကျင်ပါတယ်နော် ဖုံဖုံတို့ဘာလို့ထမင်းမချက်ရတာလဲမသိလို့မေးတာနော်ပြင်းလို့မချက်ရတာလားဖုံဖုံတို့ကိုယ်တိုင်ကအဲ့လိုမျိုးလိုက်တောင်းစားနေတော့တတိတော်တို့ဒီလဲတောင်းစားခြင်းတဲ့စိတ်ရှိလာတာအမှန်ပဲဖုံဖုံရဲ့တဲ့သူကင်းတို့ယဟန်တွေကိုပါဠိလိုဘိက္ခုလို့ခေါ်ပါတယ်ဘာကြောင့်ဘိက္ခုလို့ခေါ်တာလဲဆိုရင်ဘိက္ခဏတိလောယာစနာတိလောဘိက္ခုစွာခံပြီးတောင်းစားတတ်တဲ့အတွက်ကြောင့်ဘိက္ခုယဟန်လို့ခေါ်တာတဲ့ ဲ့ဒီလိုစွမ်းခံပြီးတောင်းစားတဲ့အကျင့်ကိုကဥစဉ်တို့ရဲ့ဟန်းတွေရဲ့အကျင့်လေ။ဘာကြောင့်စွမ်းခံပြီးတောင်းစားရတာလဲဆိုရင်မြတ်စွာဘုရားကဥစဉ်တို့ရဲ့ဟန်းတွေကိုစာပေတင်ကြားတရားဟောပြောခြင်းပရိယတိဒုရနဲ့တရားအထုတ်ခြင်းပရိပတိဒုရဆိုတဲ့ဒုရနှစ်ဖြာတာဝန်ကိုချမှတ်ပေးခဲ့တယ်။ယဟန်မှရင်ဤတာဝန်နှစ်ရက်စလုံးကိုတော့၎င်းသို့မဟုတ်တရရက်ကိုတော့၎င်းထမ်းဆောင်ရမယ်ဤတာဝန်နှစ်ရက်ကိုထမ်းဆောင်နိုင်ဖို့အတွက် မြတ်စွာဘုရားကတချို့သောအရာတွေကိုလျှော့ချခိုင်းခဲ့တယ်။ဘလောက်အထိလျှော့ချခိုင်းခဲ့တယ်လဲဆိုရင်ယဟန်တွေကိုညှတာတောင်မှစားခွင့်မပေးဘူးเนาะ။ယဟန်တွေကချက်ပြုတ်ပြီးစားရမယ်ဆိုရင်ချက်ပြုတ်စားရတာတခုတည်းနဲ့မပြီးဘူး။အဲ့ဒီချက်ပြုတ်စားနိုင်ဖို့အတွက်ကိုလည်းရှာရဖွေရအောင်မယ်။ဒါဆိုရင်လူတွေနဲ့ဘာထူးတော့မှာတော့เนาะ။လူတွေလိုပဲရှာဖွေပြီးချက်ပြုတ်စားတော့နေရမယ်ဆိုရင်ယဟန်တွေဟာဤတာဝန်နှစ်ရက်ကို ဘယ်လိုလုပ်ပြီးတော့ထမ်းဆောင်ခြင်းရှိတော့မှာလဲဒါကြောင့်ယဟန်တွေဟာစွန့်ခံပြီးတောင်းစားရတယ်ဆိုတာဟာအီတာဝန်၂ရက်၃ရက်ရက်ကိုထမ်းဆောင်ဖို့ဖြစ်တယ်နော်ဦးဇင်းတို့ကိုကိုွယ်တဲ့မြတ်စွာဘုရားကိုတော်တိုင်ကလည်းပဲစွန့်ခံပြီးဖုံးပေးခဲ့တယ်ဒါကိုမသိဘဲနဲ့တပည့်တော်တို့လည်းအားကြပြီးတောင်းစားကြင်လိုက်တာဆိုရင်တောင်းစားဖို့ယဟန်ဆိုတဲ့အသီးနဲ့ရှင်မာတော့မဟုတ်ဘူးတနာတယ်ဆိုတဲ့အသီးနဲ့ပဲပြီးလိုက်လိမ့်မယ်နော် ခရိယန်တွေကိုအပြုကနေမွေးတာမဖြစ်နိုင်ဘူးပြောကြပြီဗုဒ္ဓဘာသာမှာတော့ဒီမှုကိစ္စမရှိဘဲနဲ့ချက်ကိုလက်နဲ့တူပြီးကလေးမွေးတာတော့ယုံကြတယ်နော်တဲ့ဒီမှန်ကသူဝနတာမဆက်တော်ကိုရှောင်ပြောင်ပြီးပြောဆိုထားတဲ့အတွက်သူစဉ်တုတ်ပြန်ပြီးပြောဆိုထားတဲ့ပိုထဲမှာလာမှန်ထားတာပါနော်ကြည့်ထားကြနော်ကိုယ့်ရဲ့ဗုဒ္ဓဘာသာဝင်လူတစ်ယောက်ကကိုယ့်ဘာသာရဲ့အကြောင်းကိုဂက္ခနာနာမသိဘဲထင်ရပြောလိုက်တဲ့အတွက် အခုဘာသာခြားသားတန်းလာညှိပြီနော်တုဝနာတာမဇတ်တော်မှာတံဝါပမပြူပဲနဲ့ချက်ကိုလက်နဲ့ရစ်လို့တုဝနာတာမလေးကိုမွေးတယ်ဆိုတာကချက်ကိုလက်နဲ့ရစ်ပေးတဲ့လူလည်းရှိတယ်ချက်ကိုလက်နဲ့ရစ်တဲ့အကြောင်းတရားလည်းရှိတယ်နောက်ပြီးတုဝနာတာမမှာဒုက္ခလနဲ့ပါရိဂါဆိုတဲ့ဥပနှစ်ပါးလည်းရှိတယ်နော်ကဲဒကာတော်တို့ကိုးကွယ်တဲ့ခရစ်တော်ယေရှုရဲ့မိခင်မေတော်မာရီကိုကြည့်လိုက်ပါ မေရောမာရီဟာတန်ဝါတာလည်းမပြုချက်ကိုလက်နဲ့လည်းမရစ်ဖဲနဲ့အပြုသင်ကနေပြီးတော့ခရစ်တော်ယေရှုကိုမွေးတယ်ဆိုပြီးလက်ခံယုံကြည်ကြတယ်ခရစ်တော်ရဲ့မိခင် မေရောမာရီရဲ့ဖြစ်စဉ်နဲ့တဝနာတာမဇတ်တော်ရဲ့ဖြစ်စဉ်တစ်ခုရှင်းကြည့်လိုက်ပါဘယ်ဟာကပိုပြီးတော့အဓိပ္ပာယ်ရှိမှထင်လဲအတွေးခေါ်ရှိတဲ့သူအသိဉာဏ်ရှိတဲ့လူဆိုရင်တဝနာတာမဇတ်တော်ကအဓိပ္ပာယ်ရှိတယ်ဆိုတာကိုလက်ခံကြလိမ့်မယ်နော် အခုနေများအပြိုစင်မိန်းကလေးတယောက်ကလင်းကောင်းမပေါ်ပဲကလေးမွေးကြည့်ပါနော်လင်းကောင်းမပေါ်ပဲကလေးမွေးတဲ့အတွက်ကြောင့်မင်းမမြတ်ဖြစ်တယ်ဆိုပြီးဘယ်သူကမှလက်ခံယုံကြည်မှာမဟုတ်ဘူးအားလုံးကကဲ့ရဲ့အဖြစ်တင်ကြလိမ့်မယ်နော်အဲ့ဒီတော့ပြောချင်တာကဒကာတော်တို့ခရိယန်တွေရဲ့ဝါဒကအကြောင်းမဲ့ဝါဒဗုဒ္ဓဘာသာရဲ့ဝါဒကအကြောင်းကျိုးဆက်ဆက်တဲ့ဝါဒအကြောင်းကျိုးဆက်ဆက်တဲ့ဝါဒတဲကိုဒကာတော်တို့ရဲ့အကြောင်းမဲ့ဝါဒလာထည့်ပြီးတော့ တမ်းမငိမ့်နဲ့မရဘူးနော်ဦးစင်အဲ့ဒါပဲပြောချင်တယ်ကရင်လူမျိုးပါဖေရတစ်နှစ်ကိုတစ်ခါမဆားရပါတယ်တစ်ခါစားရင်ကြံငါးကောင်ကိုကိုတိုင်တက်ရပါတယ်ဖေရသေးသွားရင်ငရဲကြနိုင်လားတဲ့အဲ့ဒီအကုသိုလ်ကံကအကျိုးပေးခွင့်ပါမယ်ဆိုရင်တော့ငရဲကြနိုင်ပါတယ်နော်ငရဲမကြအောင်အခုဘဝမှာအလှူအဒန်းရောလုပ်လို့ရပါသလားဖေရတဲ့ဒါကအလှူဒန်းလုပ်ရုံနဲ့မရဘူး အဲ့ဒီပါဏာတိပါဒကံကိုရှောင်ကျဉ်မှရမှာနော်ဒီနေရာမှာပြောစရာတခုရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့အဝင်ပစိန်ထွက်ဆိုတဲ့စကားကိုကြားဖို့ကြမှာပါအဲ့နဲ့ပစိန်နဲ့ရှင်းမယ်ဆိုရင်အဲ့ရတံဘိုးကနဲပါတယ်ပစိန်ရဲ့တံဘိုးကကြီးပါတယ်မိမိကတက်တဲ့ဝတ်တွေကိုတက်ပြီးတော့နတ်တွေကိုကိုးကွယ်တင်မြှောက်လိုက်လို့နတ်ကမရယ်ပဲထားပါတော့မရယ်လို့အတိအကျမပြောဘူးနော်မရယ်ပဲထားပါတော့လို့ပြောတာပါ နှမလိုက်လို့ရလာတဲ့အကျိုးကအဲ့ရဲ့တန်ဖိုးလောက်ပဲရှိပါတယ်သို့တော့ကိုးကွယ်မှုမှားတဲ့အတွက်ကြောင့်မိမိရဲ့တန်တန်မှာရှိတဲ့တရဏဂုံပြတ်သွားပြီဖြစ်တဲ့အတွက်ပဋိဉ္စနဲ့တန်ဖိုးအလားတန်တူတဲ့တရဏဂုံဟာကိုယ်တန်တန်မှာထွက်ခွာသွားပါပြီဒါဟာအဲ့လောက်တန်ဖိုးရှိတဲ့ပမာဏလေးကိုမမောလို့ဖြစ်တာပါဒါကြောင့်အဲ့လောက်ပမာဏရှိတဲ့တန်ဖိုးကိုမမောပြီပဋိဉ္စနဲ့တန်ဖိုးအလားတန်တူတဲ့တရဏဂုံကိုအပြောက်ပြတ်ပါသေးလဲလို့ပြောချင်ပါတယ်နော် ဗရာစာရီကဗာအကုသူတွေကြောင့်သားဆုံးချီရေနဲ့ယောက်ျားမွေကိုက်မိဘအကုတပြိုင်နဲ့ကွယ်လွန်ခြင်းအဖြစ်ဆိုးတွေတပြိုင်နဲ့ဖြစ်ခဲ့ရပါတယ်လေရှင်းပြပေးပါအရှင်ဖရာတဲ့အဲ့ဒီတေဆုံးသွားတဲ့လူ6ယောက်စလုံးကဘဝတစ်ခုမှာဗရာစာရီကိုဓမြတိုက်တက်ဖြတ်ခဲ့ပြီးအိမ်ကိုမီးရှို့ခဲ့ပါတယ်ဗရာစာရီဟာတေခန်ဒီဆက်ဆဲမှာဒေါသစိတ်နဲ့ငါ့ကိုတတ်တဲ့ဒီလူ6ယောက်တွေ နောက်ဘဝ၌မရှိမှအသေးဆိုးနဲ့သေးတာကိုမြင်ရပါလို့ဤဆိုပြီးသူတောင်းခဲ့ပါတယ်။အဲ့ဒီသူတောင်းကြောင်းထို၆ယောက်ဟာဒီဘဝမှာပရာစာရီရဲ့မိသားစုဝင်တွေဖြစ်လာပြီးကြောက်ကြားဖြစ်သူကမွေးကိုက်လို့တည်ဆုံးတယ်။ပါးကြီးကရင်နစ်လို့တည်ဆုံးတယ်။သားငယ်ကိုဆွန်ချီလို့တည်ဆုံးတယ်။မိဘနဲ့အကူဖြစ်သူကအိမ်ပြူရေးတည်ဆုံးပါတယ်။ဒါဟာပရာစာရီရဲ့သူတောင်းကြောင်းပဲဖြစ်ပါတယ်။နောက်ပြီးထို၆ယောက်စလုံးကလည်းပဲ ပဒါစာရီကိုတက်ဖြတ်ခဲ့တဲ့အကုတ္တကံကြောင့်အခုလိုအသေးဆုံးနဲ့တည်ဆုံးရခြင်းဖြစ်ပါတယ်။နားလည်ပါသေးနော်။မြတ်စွာဘုရားကတိခံရမယ်လို့ဟောထားတယ်။သို့တော်မြင့်တုံတဲ့ဇက်မှာကြတော့လူမိုက်ကိုလူမိုက်နဲ့ပဲတုတ်ပြန်ရမယ်လို့ငါဘူးပါတယ်ဘုရား။ရှင်းပြပေးတော်မူပါဘုရားတဲ့။ဒါကဇက်တော်ရဲ့ဆိုလိုရင်းသဘောကိုနားမလည်လို့ပါနော်။သိုးသွန်းနေတဲ့တတ္တဝါတစ်ကောင်ကိုသူ့လိုဓာတ်တူတတ္တဝါတစ်ကောင်နဲ့တွေ့စီပြီးတိမ်မွေးအောင်လုပ်ခိုင်းတဲ့သဘောကိုပြောတာပါ။ ရန်ကိုရန်ချင်းတုတ်ပြန်ဖို့အတွက်လူမိုက်ကိုလူမိုက်နဲ့တွေ့စီပြီးတိုက်ခိုက်ခိုင်းတဲ့သဘောကိုပြောတာမဟုတ်ပါဘူးနော်အဲ့ဒီအကြောင်းအရာကိုပြောရမယ်ဆိုရင်950နိပတ်တော်ဒုက္ခနိပတ်ဒလဝတ်သူဟနုဇတ်မှာဖရာအလောင်းဟာဗြမဒမင်းရဲ့မင်းတိုင်ပင်အမတ်ဖြစ်ပါတယ်ဥတ္တရာပထတိုင်းသားတွေဟာဗြမဒမင်းရဲ့ထံမှာမြင်းလာပြီးရောင်းတဲ့အခါတိုင်းဖရာအလောင်းကမြင်းတွေကိုကာလပေါင်စင်းနဲ့အညီတံပိုးဖြတ်ပေးပါတယ်။ဒါကိုမကျင်တတ်တဲ့ဗြဟ္မတမင်းက ဖရာအလောင်းကို အမတ်ယာထုကဖယ်ရှားပြီးနောက်ထပ်လူတစ်ယောက်ကို အမတ်ယာထုပေးလိုက်ပါတယ်ပြီးတဲ့အခါမှာသူ့မှာရှိတဲ့အမတန်ဆိုးသွမ်းသောမဟာသောနာအမိရှိတဲ့မြင်းတစ်ကောင်ကိုဥဒ္ဒရာပထတိုင်းသားတွေရဲ့မြင်းတွေထဲကိုရှုပ်စေပြီးအနာတရဖြစ်အောင်တိုက်ခိုက်ခိုင်းပါတယ်အနာတရဖြစ်ပြီးဆိုတော့မှအမတ်တစ်ကိုဈေးနှိမ်ပြီးဝယ်ခိုင်းပါတယ်ဒါကိုမကျေနပ်ကြတဲ့ဥဒ္ဒရာပထတိုင်းသားတွေကဖရာအလောင်းအမတ်ထံတက်ပြီးတော့အခုအငြိတောင်းတဲ့အခါမှာဖရာအလောင်းမကတင်တို့နောက်တစ်ခါလာတဲ့အခါမှာ မဟာသောနာမြင်းလို့သိုးသားတဲ့မြင်းတကောင်ကိုခေါ်လာပြီးအဲ့ဒီမဟာသောနာမြင်းနဲ့တွေ့ပေးလိုက်ပါလို့အကြံပေးလိုက်ပါတယ်ဥတ္တရာပထတိုင်းသားတွေလည်းပဲနောက်တစ်ခါလာတဲ့အခါမှာအမတန်သိုးသားတဲ့သူဟနုအမိရှိတဲ့မြင်းတကောင်ကိုခေါ်လာပြီးမဟာသောနာအမိရှိတဲ့မြင်းနဲ့တွေ့ပေးလိုက်ပါတယ်အဲ့ဒီလိုတွေ့ပေးလိုက်တဲ့အခါမှာဓာတုနန္ဒူချင်းတွေ့ပြီးတော့ပိန်ွေပြီးသိမြတ်သွားတဲ့အတွက်တခြားမြင်းတွေလည်းတိုက်ခိုက်မခံရတော့ပါဘူးเนาะအဲ့ဒီသဘောကိုစောင့်တဲ့အနေနဲ့ဒီဇတ်တော်ဟာ ဓာတုဓာတုချင်းတွေ့စီပြီးပင်မွေအောင်လုပ်ခိုင်းတဲ့သဘောကိုဆိုလိုခြင်းဖြစ်ပါတယ်နားလည်ပါစေနော်ဖျားမှာတန်ဆင်မိအမွှေးနှံ့တာစားတရားများကတ်လူပူဇော်ရင်ကုသိုလ်ရနိုင်လားအဲ့ကုသိုလ်အားဖြင့်နိဗ္ဗာန်ရောက်နိုင်လားတဲ့ကုသိုလ်ဆိုတာကအပြည့်ကင်းပြီးကောင်းကျိုးပေးတဲ့အလုပ်ကိုကုသိုလ်လို့ပြောတာပါဖျားကိုစွမ်းရေချမ်းစင်မိပန်းအမွှေးနှံ့တာ စတာတွေတက်လူပူဇော်တာဟာအပြည့်ကင်းပြီးကောင်းကျိုးပေးတဲ့အလုပ်ဖြစ်တာကြောင့်ကုသိုလ်ရပါတယ်အဲ့ဒီကုသိုလ်အားဖြင့်နိဗ္ဗာန်ရောက်နိုင်သလားဆိုတော့ဝိမု ക്തി ကုသိုလ်ဆိုရင်တော့နိဗ္ဗာန်ရောက်နိုင်ပါတယ်ဝိဝတ္တကုသိုလ်ဆိုရင်တော့နိဗ္ဗာန်မရောက်နိုင်ပါဘူးဝိဝတ္တကုသိုလ်ဆိုတာကလူချမ်းသာနတ်ချမ်းသာကိုရည်ရွယ်ပြီးပြုတဲ့ကုသိုလ်ပါဝိမု ക്തി ကုသိုလ်ဆိုတာကတော့နိဗ္ဗာန်ကိုရည်ရွယ်ပြီးပြုတဲ့ကုသိုလ်ပါ ဤကုသိုလ်သည်နိဗ္ဗာန်သို့ရောက်ကြောင်းအကြောင်းအထောက်ပံ့ဖြစ်ပါစေဆိုတဲ့စိတ်နဲ့ကုသိုလ်ပြုမယ်ဆိုရင်တော့ဝိမု ക്തി ကုသိုလ်ဖြစ်တာကြောင့်နိဗ္ဗာန်ရောက်နိုင်ပါတယ်။သို့တော့တရိုက်တော့မရောက်ပါဘူး။နိဗ္ဗာန်ရောက်ဖို့အကြောင်းအထောက်ပံ့နေနဲ့ပေးတာပါနော်။အရှင်ဖေယယဟန်တန်ဃာတွေကလူတရိစ္ဆာန်ယဟန်တန်ဃာအချင်းချင်းရိုက်နှက်ဆုံးမလို့ရပါသလားဖေယ။တပားသူရဲ့အသားကိုနာကျင်အောင်ဆုံးမလို့ရပါသလားဖေယတဲ့။ နာတမနောဟောတိပရံဝိဟေထယံတော်သူတစ်ပါးကိုနှင်းဆဲတော်သူသည်ယဟန်မဟုတ်ဘူးလို့မြတ်စွာဘုရားကဩဝါဒပါတိမောက်မှာဆုံးမတော်မူထားပါတယ်ယဟန်ကသူတစ်ပါးအပားကိုနာကျင်အောင်ရိုက်နှက်ဆုံးမဖို့မပြောနဲ့ရိုက်ဖို့ရွယ်လိုက်တာတောင်မှအရွယ်ခံရတဲ့လူကယဟန်ဖြစ်နေမယ်ဆိုရင်တလားပတိကတိခါဖို့အရာပါစိတ်အာဘတ်တင်ပါတယ်အရွယ်ခံရတဲ့လူကသာမဏေလူတရိษံတူဦးဦးဖြစ်နေမယ်ဆိုရင်တော့ ုက္ခအပတ်တင့်ပါတယ်။ဇိမ်းမိပြီဆိုရင်လည်းပဲအရိုက်ခံရတဲ့လူကယဟန်ဖြစ်နေမယ်ဆိုရင်ပဟာရတိတ်ခါဖို့အရာပါစိတ်အပတ်တင့်ပါတယ်။အရိုက်ခံရတဲ့လူကပါမနေလူတရိစ္ဆာန်တူဦးဖြစ်နေမယ်ဆိုရင်တော့ဒုက္ခအပတ်တင့်ပါတယ်။ဒါကြောင့်ယဟန်ကသူတစ်ပါးအသားနာကျင်အောင်ရိုက်နှက်ဆုံးမလို့မရပါဘူးနော်။ဘုရားဘာသာမှာဘုရားသခင်ကကံ ဗုဒ္ဓဘာသာမှာကံကဘုရားသခင်ကံကဘုရားသခင်เนาะဟုတ်လားအဲကံဆက်စရာအဲ့လိုလည်းပြောကြတယ်ကံဆက်စရာကံစီမံရာဟုတ်လားကံကြမာကတော့ဟုတ်လားမပေါင်းဖက်ပေးနိုင်တာအဲ့လိုမျိုးပေါ့เนาะဘုရားသခင်ကတော့မပေါင်းဖက်ပေးတာပေါ့ဘာမှတတ်နိုင်ဘူးဘုရားသခင်စီရင်တဲ့အတိုင်ဘုရားအားလုံးနာခံရတာဘုရားသခင်ကလည်းဘုရားခင်ကပတ်မလိုက်ဘူးเนาะ ပမလိုက်ဘူးတရားသဖြင့်စီရင်လာလူကိုခံစင်းပြီးလူကိုခံစင်းစီစဉ်တင်ဆက်တယ်ပေါ့ဒါအရောခံစင်းတယ်သူကျွေးတယ်အားလုံးရဲ့အကောင်းဆုံးအားလုံးကိုတရားအားလုံးကိုပြန်စီရင်လဲနေရာပြန်ချတယ်ဒေသောသူဝိညာဉ်ကိုလည်းနေရာပြန်ချတယ်ဆိုတာကမ္မဆိုတဲ့ပါဠိကဒါသာပါမြန်မာလိုပြန်ရင်ကမ္မဆိုတာ ြုမှုခြင်းပြုလုပ်ခြင်းလို့အဓိပ္ပာယ်ရပါတယ်။ကံကလည်းပဲကိုယ်ဖြင့်ပြုသောကာယကံအမှုနှုတ်ဖြင့်ပြုသောဝစီကံအမှုစိတ်ဖြင့်ပြုသောမနောကံအမှုဆိုပြီးသုံးပါရှိပါတယ်။တတဝါတိုင်းတတဝါတိုင်းဟာမိမိတို့ပြုတဲ့ဤကံသုံးပါးကြောင့်ပေါင်းကျိုးဆိုးကျိုးခံစားရတာဖြစ်တယ်။ကံနဲ့ဖန်ဆင်းခြင်းဘာဆိုင်လို့လဲ။ကံနဲ့ဖန်ဆင်းခြင်းဘာမှမဆိုင်တာကိုဆိုင်တဲ့သဘောမျိုးရောကြော်လုပ်ပြီးပူသားလာပြောတာမရှိဘူးလားဟွန်း ဒဂါတော်တို့ရဲ့တန်မာကျမ်းစာတုတ်တန်ကျမ်းအခန်းကြီး၁၂အခန်းငယ်၂၂မှာမူသားသုံးသောနှုတ်ခမ်းသည်သာဝရဘုရားဆက်ဆုပ်ရင်ရှားတော်မူပဲဖြစ်တစ္ဆာတရားကိုစောင့်ရှောက်တော်သူတို့မူကားနှဲ့လိုတော်မူပဲဖြစ်ကြ၏လို့ဆိုထားတယ်နော်ကျမ်းစာကမူသားမပြောဖို့တားမြစ်ထားပါရဲ့နဲ့ဘာကြောင့်မူသားလာပြောတာလဲကျမ်းစာရဲ့အစုံအမကိုမလိုက်နာတာလားဟင်တက္ကရာတို့ဘာသာတက္ကရာတို့သာသနာတိုးတက်ဖို့အတွက် ကြိုက်တဲ့နေကြိုက်တဲ့ဟန်နဲ့တပါတော်တို့လွတ်လွတ်လပ်လပ်သာသနာပြုမှာဥစဉ်တို့စိတ်မဝင်စားပါဘူးเนาะဗုဒ္ဓဘာသာကိုနှိပြီးတော့လူကျင်တဲ့အတုံးနှုံးတွေတုံပြီးသာသနာလာမပြုပါနဲ့အဲ့ဒါဆိုရင်တော့ဥစဉ်တို့ပြောတဲ့ကပြောရပါလိမ့်မယ်เนาะကာလာမတို့ရဲ့အတိတ်တွေကိုဖုံဖုံရှင်းပြတာအမျိုးသမီးတယောက်ကဖះကသူ့ဘာသာငါဘာသာခွဲခြားပြီးတော့တရားဟောသလားလို့နေကုန်ထုတ်နေပါတယ်ဖြစ်သေးပါဖုံဖုံတဲ့ ချက်ပေါက်ကလာဖို့ထားကြလို့ဦးစင်းလည်းမြင်ပါတယ်နော်ဖြည့်ပေးပါအောင်ပြောလို့နည်းနည်းဖြည့်ပေးလိုက်ပါမယ်အဲ့ဒီကာလာမတုံမှရှိတဲ့ကာလာမတွေဟာမြတ်စွာဘုရားနဲ့မတွေ့ခင်တုန်းကဘာသာခြားတွေဖြစ်တယ်ဆိုတာကိုကာလာမတုတ်ကိုဖတ်ဖို့တဲ့လူတိုင်းသိတယ်နော်အဲ့ဒီဘာသာခြားဖြစ်တဲ့ကာလာမတွေဟာမြတ်စွာဘုရားနဲ့မတွေ့ခင်မှာတိတိဆရာကြီးတွေကတယောက်တစ်မျိုးဟောတဲ့တရားကိုနားကြားရပြီးတော့ အမှားအမှန်မခွဲခြားနိုင်ဘဲနဲ့တုန်နိဗာဝေဖြစ်နေကြပါတယ်။အဲ့ဒီအချိန်မှာမြတ်စွာဘုရားကြွရောက်ပြီးတော့ဗုဒ္ဓဘာသာဝင်တွေရဲ့ရှုထောင့်ကနေဟောနေကြအတိုင်းမဟောဘဲနဲ့ကာလာမတွေရဲ့ရှုထောင့်ကနေကာလာမတွေနားလည်နိုင်လောက်တဲ့အချက်ဆက်ချက်နဲ့ဟောပါတယ်။အဲ့ဒီထဲမှာမာပိတ္တကတံပရာနေနဆိုတာပါပါတယ်။အတိတ်တွေကကြမ်းကန်ကပြောတိုင်းလဲမယုံနဲ့တဲ့နော်။တိတိကျကျနားထောင်ပါမာပိတ္တကတံပရာနေန ပိဋကလို့ပြောပါတယ်ပိဋကတ်လို့မပြောပါဘူးเนาะပိဋကဆိုတာចံကံဘုရဲ့ចံကံကိုပြောတာလေကာလာမရိရဲ့ចံကံကိုပြောတာပိဋကတ်ဆိုတာကတော့မြတ်စွာဘုရားဤចံကံမာပိဋကတံပရာနေနလို့သုံးထားတာကိုကြည့်တော့အဖြစ်ကာလာမရိရဲ့ចံကံကိုရှင်ညွန်ပြီးခေါ်တယ်ဆိုတာထင်ရှားတယ်เนาะအဲ့ဒါကိုနားမလဲပဲနဲ့ဗုဒ္ဓဘာသာဝင်တချို့ကကိုရှုတောင်းကနေကြည့်ပြီးတော့ ငါဖះပြောတိုင်းလည်းမယုတ်ပါနဲ့ဆိုပြီးအတိတ်တွေဖွက်လိုက်တဲ့အခါမှာဗုဒ္ဓဘာသာဝင်တချို့ဟာဖះအပေါ်မှာတန်တရားဝင်သွားကြပါတယ်။ဒါကြောင့်ကာလာမတုတ်ဟာဗုဒ္ဓဘာသာဝင်တွေရဲ့ရှုထောင့်ကကြည့်ရမှာမဟုတ်ဘူးလို့ပြောတာ။ဗုဒ္ဓဘာသာဝင်တွေမှတ်မှတ်သိမ့်ဘူးမလိလာသိမ့်ဘူးလို့ပြောတာမဟုတ်ဘူးနော်။မြတ်စွာဘုရားရဲ့တရားတော်တွေဟာတတဝအားလုံးနဲ့သက်ဆိုင်ပါတယ်။တတဝအားလုံးနဲ့သက်ဆိုင်တာမှန်ပင်မယ်။ တကယ်တမ်းကျင့်ရတော့မယ်ဆိုရင်မိမိရဲ့အကျင့်စရိုက်နဲ့ကိုက်ညီတဲ့တရားကိုရှာပြီးကျင့်ရပါတယ်။မြတ်စွာဘုရားကိုတော်တိုင်ကလည်းပဲပုဂ္ဂိုလ်ရဲ့စရိုက်နဲ့ကိုက်ညီတဲ့တရားကိုပဲရွေးချယ်ပြီးဟောပါတယ်နော်။ဥပမာဖေးယုံစေကန်းကိုကြည့်လိုက်ပါ။ဖေးယုံစေကန်းဒီယူနာတိုင်းနဲ့ဆိုင်ပါတယ်။ဖေးယုံစေကန်းဟာယူနာတိုင်းနဲ့ဆိုင်တာမှန်တယ်နဲ့ဖေးယုံစေကန်းကိုရောက်လာတဲ့လူနာတိုင်းကိုဖေးတမျိုးတည်းမပေးပါဘူး။သူတို့နဲ့ကိုက်ညီတဲ့ဖေးကိုပဲပေးပါတယ်။ အဲ့ဒီဥပမာတိုင်းပါပဲတရားဟာတတ္တဝါတိုင်းနဲ့စိုင်းတာမှန်ပေမဲ့သူတို့နဲ့တိုက်ညီတဲ့တရားကိုရှာဖွေပြီးတော့လေ့လာကျင့်သုံးရပါတယ်တရားကတော့အလုံးနဲ့စိုင်းပါတယ်နော်ဒီလောက်ဆိုရင်နားလေလောက်မယ်လို့ထင်ပါတယ်နော်